ဲ့အားလုံးပဲမင်္ဂလာပါမိုက်တက်မြန်မာတွေဒီမှာပြန်လဲကြိုးပို့လိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့မိသားရေနော် iPhone Sandy Pro Max ဘာဒီဖုန်းကကျွန်တော်လက်ထဲမှာရောက်တာကအရင်ကြီးတော့မချဘူးပြောရမယ်ဆိုရင်တော့ first impression လို့တော့ဖြစ်မလားမသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကောက်ကိုကင်လဲရတဲ့အတော်အတွင်းမှာတော်တော်ကြီးကိုသဘောကျစရာပိုကောင်းတယ်ဆိုတဲ့အချက်တွေကများတယ်ဆိုတော့ဒီနေ့ကတော့ review ဆိုပေမဲ့ဒီကောက်ပေါ်မှာကျွန်တော် ကြိုက်တဲ့အချက်လေးနဲ့မကြိုက်တဲ့အချက်လေးတွေကိုပဲထားပြီးတော့ပြောသွားအောင်ပေါ့နော်။ကြံတဲ့ user experience အသေးစိတ်အပိုင်းကခြားတော့လေ။နည်းနည်းတော့ပါတယ်ဗျာ။အများကြီးတော့မဟုတ်ဘူး။ဒီတော့ကျွန်တော် unbox စလုပ်ကလေးကသတိထားမိတဲ့အချက်ကကြတော့သူတို့ရဲ့ဒီ highlight လုပ်ထားတဲ့အကြောင်းပဲဗျာ။ အဓိကဒီကြောင်ပေါက်သွားတဲ့အကြောင်းရင်းကလူပြောများလို့ပေါ့နော်ကြိုက်တဲ့သူတွေလည်းရှိတယ်လို့မကြိုက်တဲ့သူတွေလည်းရှိတယ်။ကျွန်တော်ကတော့ကြိုက်တဲ့သူတွေထဲမှာပါတယ်။အပြင်မှာတွေ့ရမှာပဲပုံပြီးတော့ကြိုက်သွားတယ်လို့ပြောရတယ်ဒါဘယ်လိုပဲဖြစ်ဖြစ်စီးပင်အောင်လည်းခေါ်ခေါ်တော့ပေါ့နော်ခုံကြီးအောင်လည်းခေါ်ခေါ်ဟိုကြိုက်သူကိုခေါ်သူ့ရဲ့လိန်ကောင်းကတော်တော်ကြီးကိုအဆင်ပြေတယ်။ဒါပေမဲ့မပြေတာကဘာလဲဆိုတော့သူ့ရဲ့ဒီဇိုင်းပေါ့နော်ဒီဇိုင်းကကျတော့သိရတဲ့အတိုင်းသူ့ရဲ့ဒီကင်မရာပလက်တိုဆိုတဲ့ကောင်ကြီးကအแทမှာသူ့ရဲ့ကင်မရာပုံမိုးနဲ့ SOC ရဲ့အကုန်လုံးကိုထည့်လို့ရအောင်လို့ခုံခုံကြီးလုပ်ပေးရတယ်ဆိုပေမဲ့ပြောမယ်ဆိုတော့ အဖဲကချုပ်ဘူးသူများဒီဇိုင်းတွေအကုန်လုံးထဲမှာဘယ်လိုကလဲအရန်ကိုအတွန့်တက်လုံးတဲ့ဒီဇိုင်းပေါ့နော်ပထမဆုံးမြင်မှုတဲ့အတွန့်တက်ဆုံးဒီဇိုင်းလုံးမြင်ပြောရမယ်ဆိုရင်တော့ဒီ Infinite တို့တက်ကလေးတို့ကဟို budget ဖုံးနေမြင်မှုရတယ်တော့လုံးဝကြံရမရလို့ဟိုထူးဆန်းအောင်ချောက်ထုတ်လိုက်ရတဲ့ဒီဇိုင်းနဲ့တွားပြီးတော့တူးနေဒီကတော့တို့က unibody ဖြစ်ချင်တာကတချောင်းရယ်အပြီးဝင်ဒီအနောက်ကဟိုဘယ်လိုပြောမလဲဘက်ကပါကြီးတစ်ခုလုံးကိုလည်းမတယ်မလုံးချင်ပဲနဲ့ glass လေးပါရောသုံးနေရတဲ့အကြောင်းရကြဒီလိုမျိုး ဟို power bank ကြီးကထားသလို၄တောင်းခွဲစီရတယ်သူကသူပါနေရပါတော့ universal ဖြစ်သွားရဲ့အကြောင်းရင်းကလည်းသူကသူနဲ့ရှိတယ်ကြာဘာဖြစ်လဲဆိုတော့ cooling system ဘိုင်းသူကပိုကောင်းတယ်ကြာအပူစွန့်ထုတ်မှုသူကပိုကောင်းတယ်ပြီးတော့ iPhone တွေမှာကအခုမှပထမဆုံးဒေဘာချိန်မှာ cooling system ပါလာတဲ့ဖုန်းတွေဖြစ်တဲ့အတွက်ဒီတစ်ခါတော့ iPhone တွေရတော့ပေါ့နော်ဒါအရင်ကဟိုသူများရေသဘုံနေပြီးပြောသလိုမျိုး iPhone တွေကကြည့်ကြောက်ကူတယ်လို့ဘာလို့အဲ့ဒါမျိုးတွေလုံးဝမရှိတော့ဒါကကျွန်တော်ကိုယ်တိုင်ဂိမ်းဆော့ပြီးမှစမ်းသပ်ပြီးမှရလာတဲ့ရက်တွေကိုမူတည်ပြီးတော့ပြောတာ ဆိုတော့ gain ဆော့ရင်ပဲအေးရမဟုတ်ပဲねဒီထောက်ကျွန်တော်တို့ video recording ယူတာလို့ဓာတ်ပုံရိုက်တယ်ဆိုတဲ့နေရာမှာလဲဒီဖုန်းကတော်တော်ကြီးကိုအပူမတက်လာရဲမှာပါတယ်ခုကတော့ဘယ်ဖုန်းဆိုပူတယ်ဗျအောက်တော့ထွက်ရင်ပူအောင်ဆိုတော့ကျွန်တော်တို့ 4K 120နေနဲ့ယူတယ်ပဲဒါ 4K 120ဆိုတာဖုန်းကတော်တော်ကြီးကို workload များတဲ့ option လို့ပြောလို့ရတယ်အဲ့ဒါနဲ့ယူတယ်ဆိုရင်တော့မှဒီကောက်ရဲ့ဟိုအပူချိန်ကအများဆုံး40 degree လောက်ပဲတက်တယ်ဒါကတော့အိမ်တော့ပေါ့နော်အောက်တော့မှဆိုတော့ maybe 45ဒါမှမဟုတ်40 ခွန်လောက်ကြီးတော့ kwa နိုင်တယ်ဒါပေမဲ့လည်းဒီဖုန်းကအဲ့လိုမျိုးဟိုဖုန်းကူလာလို့ shutdown ကူပါသူကျသွားတာလို့သိရမလားဟိုဖုန်းကဖုန်းကိုရတယ် force လုပ်ပြီးတော့ဒီ camera application မသုံးဖို့ရိုက်လိုက်တာမျိုးတော့အဲ့လိုမျိုးဟာမရှိရတဲ့အတွက်ဒီဖုန်းကအောက်ဆုံးမှာသုံးမယ်ဆိုရင်တော်လေးပေါ့အဆင်ပြေနေသေးတယ်ဆိုတော့ဒီထောက်ပါတော့အရင် iPhone user တွေလည်းသိလာပါ iPhone ကိုကြည့်ကြတော့ကူလာမကြိုက်ဘူးဆိုတဲ့သူတွေကဒီဖုန်းကို လဲကိုလဲသိမ့်တဲ့အချက်ကအဲတွားပြီးတော့ဖြစ်နေတယ်ပေါ့နော်နောက်တစ်ခုရှိတာကဒါလူတိုင်းကိုအမှန်မှန်မှဆိုလို့ iPhone 7D လို့ဒါ Air မှာပြီးတော့ကျွန်တော်တို့ဒီ Fever Chamber Google Assistant ကပါလာမှာမဟုတ်ဘူး Pro နဲ့ Pro Max မှာလည်းပါမယ်အဲ့ဒီ Pro နဲ့ Pro Max မှာတင်ပဲကျွန်တော်တို့ကဒီဖုန်းပိုကြီးတာနဲ့သေးတာနဲ့ဆိုရင်ဒီဖုန်းပိုကြီးရဲ့ Max တွေကအဲပို့ပြီးတော့အပူဆိုးထုတ်မှုကပိုကောင်းလိမ့်ဆိုတော့ပိုအေးမယ်ပေါ့ဗျာဒီနောက်ချက်ကကြတော့လေကျွန်တော် iPhone တွေကိုဒီ display တွေရောသူ့ရဲ့ color တွေရောဘာတွေရောအကုန်လုံးကြိုက်နေမှာမကြိုက်တာကကြတော့ဒီကောင်ကြီးရဲ့ ဒီ screen ratio လို့ပဲပြောရမှာအဓိကကျတော့ phone size ကလည်း6.90ဖြစ်သွားတယ်ပြီးတော့ jack ကလည်းတော်တော်ကြီးကိုကျယ်ရာဖြစ်တဲ့အတွက်ကျွန်တော်တို့လက်သေးတဲ့လူတွေက100တိုင်းလုံးဝအဆင်မပြေဘူးဒါပေမဲ့100တိုင်းရတာအဆင်မပြေပေမဲ့ဒီကောင်းရဲ့ body ကအဲ့လိုမျိုးဘောနော်လုံးလုံးခုံးခုံးလေးတွေလုပ်ပေးထားတယ်အဲ့လိုမျိုးကြီးလေးတော့မဆန်တာဖြစ်တဲ့အတွက်တတောင်တတာတော့ဖြစ်နေအဲ့လိုမျိုးထောက်ပြီးတော့သိရမလားတသားရုပ်ကြီးကင်နေရတယ်လို့ပြောတော့မဖြစ်ဘူးပေါ့နော်ပြီးရင်နောက်ဆက်သွားကောင်းတာကဒီကောင်းရဲ့ဘယ်လိုပြောမလဲ weight distribution လို့ပဲပြောရမှာပေါ့ ကင်မရာပလက်တိုကြီးမှာဗျာကျွန်တော်အရင်ကပေါ့နော်ခုံခုံနဲ့လေစွတ်ထည့်လိုက်ရလို့အရင်လေးနေမလားလို့တွေးပြင်မယ်အဲ့လောက်ကြီးတော့မစိုးဘူးပေါ့နော်ပြောရမယ်တော့သိအောင်မသိတာပါဝိတ်ကဝိတ် distribution ကတော်တော်လေးကိုညီတယ်ဆိုတော့ပြောလို့ရတယ်ပြီးတော့နောက်ချက် ပြောချင်တာကဂျာတော့ဒီ iOS 26မှာပါလာတဲ့ liquid glass ပေါ့နော်ထုံးစံတိုင်းမှာ app က app ပါပဲမဖြစ်လဲဆိုတော့ဒီတောင်းရဲ့ဒီ software UI animation တွေကပြောရမယ်ဆိုရင်ဘယ် brand ကို line မလုပ်နိုင်အခုဆိုရင်လည်းဗျာတရုတ် brand တွေဒါထိတ်ဆုံးကစတာရှောင်းနေပေါ့နော် brand တော်တော်များများအကုန်လုံးကဒီ လေကွေး glass ကိုဟိုဘယ်လိုရမလဲတူကနန်းစိတ်ခင်းတယ်မတိပတိရေစပြီးတော့လောက်တာကြာပြီဒါပေမဲ့သူတို့ဘလို့ပဲလုံးလုံးပါတကယ် original ရဲ့ animation နဲ့ design ကိုတော့ဘလို့မှမီဒီယာအကြောင်းမရှိဘူးအဲ့လိုမျိုးနေရာတွေမှာတော့ Apple ကကြတော့အခုကြည့်ဒါ leading ဟိုကုမ္ပဏီတစ်ခုဖြစ်နေသေးပဲပေါ့နော် software ဘိုင်းနေနေကကြတော့ဒါတော့ဘာမှထူထူပြောကြမရှိဘူးဒါ Android ကနေလာတဲ့သူတရားဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ navigation လေးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကျင့်သားရအောင်ယူရမယ်ပေါ့နော် ဘာပဲပြောပြောပါ Android လောက်တော့အရင်ကြီး user friendly မဖြစ်ပေမဲ့သူကတော့သုံးနေကြသူနဲ့ဒါသုံးရင်းသုံးရင်းနဲ့အချင်းဖြစ်သွားမယ်ဆိုရင်တော့အဆင်ပြေတယ်။နောက်ချက်ဒီဖုန်းမှာတကယ်ကျွန်တော်အကြိုက်ဆုံးလို့ပြောရမယ်အချက်ကကြာတော့ဟိုကင်မရာနဲ့ဒီကောင်းရဲ့ haptic feedback နဲ့ speaker ဒီဖုန်းမှာအကောင်းဆုံးကလည်းအဲ့ဒါကြီးပဲရှိတယ်။ iPhone မှာကကျွန်တော်တို့ဘယ်လိုပြောမလဲအများရန်ဟိုလူတွေပေါ့နော်မမှန်မှားနေကြတာအခုရှိတယ်။လူတွေကဘာဖြစ်လဲဆိုတော့ iPhone က ဒါဟိုဟာ security ပိုကောင်းလို့ ecosystem ပိုပြီးတော့ဟိုဟာဘယ်လိုပါမလဲ ecosystem ပေါ့နော်ပိုဆုံလို့လို့အဲအဲ့လိုမျိုးအဲ့လိုပေါက်ပြရရှောက်ပြောတတ်တယ်ဗျာတကယ်တမ်းသူတို့သွားမင်းတို့ security ကဘာကောင်းတာလဲလို့မင်းတို့ကဘူးဘူးအားတတ်တယ်ဘာမှတိကျပြန်ပြတတ်မယ်လို့မထင်ဘူးတကယ်ပြောတာ security ကောင်းတယ်ဆိုရင်အပိုင်းမှာလည်းတကယ်မယ် security ကဖုန်းကလုံးပါဗျာအဲ့ဒါကြီးအရင်အတင်းသွားကောင်းနေပြီးတော့ကျွန်တော်တို့အဲ့ရာကိုကျွန်တော် user ရဲ့အတွက်ဘာအကျိုးပြန်ရှိနေလဲ maybe တချို့လူတွေတော်တော်အကျိုးရှိချင်ရှိနိုင်လိမ့်မယ်ဒါပေမဲ့ အများစုသောယူဇာတွေအတွက်ကကြတော့ဒီ security system step တွေများလာတာအာယုံပုံနောက်ဆရာတိစတခုဒီဘာမှတူးကြပုံပြီးတော့ဖြစ်မနေဆိုတော့ဒါရဆွမ်းနာပြောသလိုပဲကြိုက်တဲ့လူတွေကလည်းကြိုက်နေတယ်မကြိုက်တဲ့လူတွေကလည်းဟိုဆွမ်းနာပြောကြိုက်မှာမဟုတ်ဘူးပေါ့နော်ပြီးနောက်ပါကျတော့ဟိုတို့ပြောတဲ့ ecosystem ecosystem ဆိုတာကကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံးဟို file နေပို့ရလွယ်တာတို့သိရမလားငကြမ်းနဲ့ချိန်ရလွယ်တာအဲ့ဒါတွေဘာကြီးอ่ะအရင်ကြီးထူးဆန်းတာမို့လို့လားဆိုကျွန်တော်တို့ပြန်လေ့ကျင့်တော့ပြီးဟိုတန်းရပဲကျွန်တော်တကယ်ရင်း iPhone 16 Pro နဲ့ဒီ sampling pro နဲ့ airdrop ချိတ်တဲ့အချိန်မှာတော်တော်လေးကိုချိတ်ယူရတယ်။ဘာဖြစ်လဲဆိုတော့ဖုန်းတစ်လုံးနဲ့တစ်လုံးကိုမပြဘူးဖြစ်နေတာဗျာ။ဆိုတော့အဲ့လိုနေရာတွေမှာလည်းဟို Android တွေမှာမဟုတ်ဘူး။ Apple မှာလည်းဒီလိုမျိုးဘယ်လိုပြောရမလဲ။ဟို technical issue လေးတွေတော့ရှိတတ်တယ်တခါတည်းရန်။ဒါသူတို့ software နဲ့ပြင်ကျင်နေပြင်မှာဒါမှမဟုတ်ဘူးကျွန်တော်တို့ဖုန်းတွေအရန်ပူနေလို့လည်းဖြစ်ချင်းဖြစ်နေ။အဲ့လိုမျိုးဆက်ချင်းမပေါ်ဘဲနဲ့အကြာကြီးတွေပြဿနာတက်နေတာမျိုးရှိတယ်ဗောနော။ဆိုတော့ထားပါ အဲ့တော့ app ကတကယ်ပြောရင်ကျွန်တော်အနေနဲ့ကဟိုမြင်တာပေါ့နော်ဒါ software တွေဘာတွေမဟုတ်ပဲねသူ့ရဲ့အကောင်းဆုံးကကျွန်တော် camera နဲ့ဒီ haptic တွေ sound system တွေကျွန်တော်တို့ဆိုတော့ပြောပြရင်ဟာမင်းကအရင်တော့ iPhone camera တွေနဲ့ Android ကပိုကောင်းတယ်ဘာညာအခုတော့မင်း iPhone ပြန်ကောင်းသွားပြီလားလို့မင်းရင်တော့ဒီနှစ်ကတော့ iPhone ကပြောရမယ်ဆိုရင်တော့သူမသားကိုမသားပြန်ပြီးတော့ရှင်ဖိုက်လာနိုင်တဲ့နှစ်လို့ပြောလို့ရ Maybe တချို့နေရာတွေမှာ Xiaomi ဆိုတဲ့ brand ထက်တော့အများကြီးပိုသားတယ်ဒါတော့ကျွန်တော်လောလောဆယ် Xiaomi နဲ့ပဲစမ်းထားလို့ပေါ့နော်ဘယ်လိုနေရာမှာလဲဆိုရင်တော့ ်ဟောဒီနှစ်ကကျောင်းကြီးက alpha 1မှာအားနေတယ်ဗျာဒီလိုညမှာ iPhone ရဲ့ alpha 1ကတော်တော်ကြီးကိုအားကောင်းတယ်အားကောင်းတယ်ဆိုတာကမှနှစ်ကကျွန်တော်စမ်းတဲ့16 Pro Pro Max တော့မဟုတ်ဘူးနော် Pro Max ကကျွန်တော်တို့နည်းနည်းမေ့ပါလို့ Pro မှာတော့ဆိုရင်တော့ alpha 1ကတော်တော်ကြီးကိုအားနေတယ်ဒီလောက်ကြီးဆိုလဲဆိုရင်ကျွန်တော်တို့ Realme GT 7 Pro နဲ့ရှင်ပြီးတော့ alpha 1ရိုက်မယ်ဆိုရင်တော့မှာ16 Pro ရဲ့ alpha 1ကပိုသုံးနေတာကိုကျွန်တော်တွားပြီးတော့တွေ့ရပါတော့နော်စုတ်တယ်ဆိုတာပြောပြသူတို့ software လိုအပ်ချက်လာပါလားမသိဘူးအဲ့လိုမျိုး ပုံမကောင်းများထားပါတော့အခုဒီ set view bonus မှာလာကြတော့ကျွန်တော်တို့တရုတ်ဖုန်းတွေရဲ့ ultra wide quality တိုင်းဖြစ်လာပြီပြီးရင်နောက်တစ်ခုကသူတို့တကယ်ကိုကြီးညာသွားတဲ့ optical zone ရဲ့ quality 4h အဲဒါ 4h 8h ကြိုက်တဲ့အထိကို zone ဆွဲပြီးတော့ရှိုက်ပါတော့ quality မကျပါဘူးဒါ even ကျွန်တော်တို့ low light condition ဖြစ်နေတယ်ဆိုရင်တော့ iPhone ရဲ့ zone quality ကမကျပါဘူးဆိုတော့ဒီနေ့ကြီးမှာတော်တော်ကြီးကိုပိုက်ဒါတော့အခုကျွန်တော်ပြထားတဲ့ပုံကြီးအရပါတော့အဲဒါ ဒီမှာဆိုရင်တော့ဒါလူရဲ့စကင်လုံးကာလာက iPhone ရဲ့အရင်တိုင်းလေး134အဲအဲ့လိုမျိုးပုံစံလေးသွားတယ်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့တခုကောင်းလာတာကအရင်က iPhone တွေလိုမျိုးအရင်မဝါတော့ဝင်နေဒီတစ်ခေါက်မှာတော့အဲ့အဝါကြီးရော့လာတာတွေ့ရတယ် overall ဟိုပုံထွက် quality ကိုပြောတာပေါ့ ကင်မရာတွေဘာတွေရလဲသိရတိုင်းဒါဟိုဖုန်းကလေးနဲ့လည်းအရင်ကွာမြေလောက်ဖြစ်တဲ့အတွက်ဘာမှလည်းအထူးတလဲကြီးသိရမလားဟိုဘာဘာဖြစ်နေတာဖြစ်တဲ့ဒါမျိုးဘာဖြစ်နေဖြစ်တဲ့ contract တွေဘာဖြစ်နေဖြစ်တဲ့ရှောက်တော့မပြောတော့ဘူးဒါတွေကလည်းတစ်ခါကြရကျွန်တော်ရိုက်တဲ့ဟိုဘယ်လိုကလဲ UK scenario မတူတာဖြစ်တဲ့အတွက်ပုံနဲ့ပုံထွက်တွေတပုံချင်းတပုံချင်းကလည်းတူချင်မှတူလိမ့်မယ် contract တွေ dynamic တွေကလည်းအမြဲတမ်းကြောင်းနေတာဆိုတော့ပြောလို့မရဒါပေမဲ့တစ်ခုရှိတာက Apple ကကျွန်တော်တို့ဘယ်လို scenario မှာလဲယူပြီးတော့ရိုက်ရိုက် ဒီပုံတစ်ပုံနဲ့ကာလာဒီပုံတစ်ပုံနဲ့ ratio ဒီပုံတစ်ပုံနဲ့ dynamic range ဖတ်ဖို့ဆိုတာသိကြတာရှိတယ်ဒါကတော့လုံးဝအာမခံရဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါ Android ဒီ machine နဲ့ချက်က iPhone ရဲ့ video ဆိုတာလည်း drive တိမဲ့ထင်ပါတယ်ဒါလည်းကျွန်တော်တို့တကယ်ပြင်ရပြီးပြောတာမဟုတ်ပါဘူးဒါတော့ဟိုရှင်းတိုင်းနဲ့ brand တွေတော့ရှိရပြဥပမာ Huawei ဆိုရင်လည်းအခုသူ့ရဲ့ dynamic stock က16ဟို16ခုထိရတယ်ပေါ့နော်ဒါတော့ iPhone မှာလည်းလား iPhone မှာဆိုတော့14 15ပေါ့ဒါတော့ Huawei ကပြောသွား according to Huawei ပေါ့ပြီးွားရင်နောက်တစ်ခုဆိုရင်တော့ခုဒီ မင်းရှင်းလာမှာဆိုရင်ရှင်ဖိုင်နိုင်တယ်ဆိုကျွန်တော်သိသလားဒါကျွန်တော်ဆမ်ပူလောက်ဆိုတော့ဖေကိုရှိတယ်ရှောင်းမီရတော့လုံးဝမရအခုကျွန်တော်ဆမ်းခဲ့တဲ့ဟာလေရှောင်းမီနဲ့ပဲဆမ်းခဲ့တာဖြစ်တဲ့အတွက်ဒီမှာတော့ကျွန်တော်ကလုံးဝ performance gap ကိုအားယူသွားပြီးတော့တွေ့တယ်ဒါကြောင့်ကျွန်တော် comparison video ညချဲ့ပြီးတော့ပြောပေးမယ်ပေါ့နော်ဆိုတော့ iPhone ရဲ့ဒီ lock ပဲဖြစ်ဖြစ်ကျွန်တော် 4K 120ပဲဖြစ်ဖြစ်ကျွန်တော် slow mo မှာ 4K 120ယူလာပဲဖြစ်ဖြစ်ဟောလူကဗျာချိန်နာပြီးရိုက်ရရုံနဲ့ထွက်လာတဲ့ပြန်ထွက်လာတဲ့ video quality က ကျွန်တော်တို့အထူးတက်လဲပြန်ပြီးတော့ပြင်စရာမလိုပြီးပါလူတိုင်းရဲ့မျိုးမျိုးမှာလည်းလက်ရှိပြဿနာဖြစ်နေအဲ့ဒါအပြင်ကိုမှကျွန်တော်တို့ professional ကြီးအတွက်ပေါ့နော်လောနဲ့ရိုက်ပြီးတော့ဒါကိုပုံသူဒီ video ကို edit ပြန်လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့လုံးဝ body ကြီးအများကြီးပြန်ရတယ်ကျွန်တော်ဒီကောင်မှာ progress raw ဆိုရဲဟာပါတယ်ဗျာသိလားဆိုတော့အဲ့ဒါမျိုးတွေနဲ့ရိုက်မယ်ဆိုရင်ကျွန်တော်တို့တကယ် editor တွေ creator တွေအတွက်ကဒီဖုန်းမှဟိုမရွေးရင်သိရမလားဘယ်ဟိုဘယ်လိုရမလဲ တခြားဘုံရွေးကြတာမရှိဘူးလားကျွန်တော်ပြောပြောဖို့လားဆိုရင်ဒါမိပါစကားဘုံမိပါထားပါအဲ့လိုမျိုးပေါ့နော်တော်တော်ကြီးကိုကောင်းတဲ့ပုံပါဆိုတော့အဲ့လိုပြောဆိုကျွန်တော် Apple ဘောမှလည်းဖြစ်ချင်မသားဘူးနော်ဆောင်းကပြောဆိုလို့ပါကျွန်တော်အဲ့ဒါကြီးအရန်ကောင်းတဲ့ပြောပေးမယ်လဲတိထားဖို့ကဒါက 4K quality ပါကျွန်တော်တို့ကင်မရာတွေအနည်းဆုံးကကျွန်တော်တို့ဒီ point and shoot ကင်မရာအသေးလေးနဲ့ရိုက်မယ်ဆိုတော့ maybe iPhone ကကောင်းနေကောင်းနေနိုင်တယ်အဲတချို့တင်ညာရရှိတာဥမာလူပုံရိုက်တာလို့ကျွန်တော်တို့အဲ့လို shoot မင်းပုံရိုက်တဲ့အချိန်မှာတော့ ဖုန်းရဲ့ကင်မရာကပုံပြီးတော့ဆိုပြီးတော့ပုံလာတယ်လို့လူရဲ့မျက်လုံးထဲမှာမြင်နိုင်တယ်။ဒါမှမဟုတ်ကျွန်တော်တို့တကယ် raw data ဇွန်ဖြဲကြည့်မယ်ဆိုရင်တော့ဖုန်းကဘယ်လိုမှမရှင်းနိုင်ဘူးဆိုတာကျွန်တော်တို့သိထားဖို့လိုတယ်။နောက်တစ်ခုကကျတော့ဒါကျွန်တော်နှစ်တိုင်းလည်းပြောနေကြပါ iPhone တွေကင်ပြီးဆိုရင်ကျွန်တော်ဒီအတန်ကြီးကိုအရင်ကြိုက်တယ်လို့ဟက်တစ်ကြီးကိုအရင်ကြိုက်တယ်တကယ်က hybrid ကြီးကကျွန်တော်တို့အရင်ကပြောခဲ့တဲ့ဒီ KAD Alpha တို့ဘာတို့ ကောင်းတယ်ဆိုတာပြောမယ်ဆိုတော့ Apple ရဲ့ခြေကြောက်ကိုမီယုံအဆင့်လောက်နေပဲရှိတယ်လို့ပြောကြတယ်ဒီတစ်ခါဒီ Sunday Community ကကျွန်တော်တို့ battery နည်းနည်းပဲပါလို့ဖုန်းကြီးအကြီးဖြစ်သွားလို့တို့ပါတို့ Apple ကဘာ series ပဲထုတ်တော့သူရဲ့ Pro Max တွေပဲဖြစ်ဖြစ် Pro ပဲဖြစ်ဖြစ် Mini ပဲဖြစ်ဖြစ် SE ပဲဖြစ်ဖြစ်အဲ့လိုနေရာတွေမှာသူလုံးဝမလျှော့ထားတာကအဲ့ဒီ haptic feedback ပဲ ပြောမှာဆိုတော့ဒီ Pro Max မှာပိုကောင်းတာမလဲ။တော်ပို့ပြီးတော့ဖုန်း area ကြီးလေအဲ haptic motor ကိုကြီးကြီးပို့ထည့်လို့ရတယ်ပဲ။အခုကျွန်တော် Android ဒီမှာရှိတဲ့ haptic motor ရဲ့ site ကပြောရမယ်ဆိုရင် iPhone ရဲ့ haptic motor site ကိုမမီသေးဘူး။အဲ့ဒါကြောင့်မို့လို့ Xiaomi ဒီ Redmi ကလည်းကြီးညာသွားသူရဲ့ဒီ haptic motor ကောင်းတဲ့ haptic motor ကိုမှ Android ထဲမှာအကြီးဆုံး haptic motor လို့ပဲကြီးညာသွားတာ။ပြောချင်တာကတော့ iPhone လောက်မကြီးသေးဘူးဆိုပြီးတော့ပြောချင်တာ။ဆိုတော့ကောင်းတဲ့အချက်အနေနဲ့ကကြတော့မဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဖုန်းကလုံးဝလက်ထဲမှာအသက်ဝင်နေလို့မျိုး ဟိုခံစားရတယ်မကောင်းတဲ့ချက်ကကျတော့ဘက်ထရီပိုကုန်နိုင်တယ်ဒါကြီးကိုသုံးတယ်ဒါပေမဲ့ Apple ကသိရတဲ့အတိုင်းကျွန်တော်တို့ဘက်ထရီ optimization ကင်းဆိုတော့လေသူရဲ့ဘက်ထရီကတော့အရင်ကြီးရော complaint တက်ဆံပြီးပြီးရင်နောက်တစ်ချက်ကဒီကောင်းရဲ့ဘက်ထရီကဒါဆိုရင်တော့ကျွန်တော်1 sin e sin ဖြစ်တဲ့အတွက်4820 23လောက်လေးပါတယ်ဒါဆိုတော့ဒီဘက်ထရီကတနေ့တာအတွက်ကောင်းကောင်းခံလာဆိုရင်ကျွန်တော်တို့ heavy သုံးတဲ့လူတွေ heavy user တွေဆိုရင်တော့ကျွန်တော်ခံလာမှာမဟုတ်လားဂိမ်းဝင်တော့ ဝင်ဝင်မိုးဆောင်တနေ့ကုန်ဆော့မယ်ဆိုပြီးတော့ကျွန်တော်6နိုင်ရည်7နိုင်လောက်ဆန်းချင်းခံရတယ်ဒါလုံးဝ heavy usage ကိုပြောတာအဲ့လိုမဟုတ်ဘူးဘွာဖုန်းကိုဖုန်းတစ်လုံးလိုပဲသုံးတယ်အလုံးအတွက်နဲ့ဖုန်းပြောတယ်ပြီးပါရင်အဲဓာတ်ပုံမှားညာရိုက်တယ် social media သုံးတယ်ဂိမ်းတစ်ပွဲတစ်ပွဲလောက်ဆော့ရတယ်ဆိုရင်ကျွန်တော်တို့နောက်နေ့အထိကောင်းကောင်းအောင်ခံတယ်ဆိုတော့အဲ့ battery ဘယ်လောက်ခံလဲဆိုရင်အသေးစိတ်ကိုကြာတော့ကျွန်တော်ဒီဖုန်းနဲ့ Xiaomi Snapdragon Messenger comparison မှာအသေးစိတ်ထည့်ပေးရမှာမလို့အဲ့ဒီ video လေးကိုတခြားစောက်ကြည့်ဖို့တိုက်တွန်းခြင်းနဲ့ ဒီအခုဒီဗီဒီယိုထဲမှာတော့ကျွန်တော်ဒါအဲ user experience ပေါ့နော်ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းခံခံတယ်မခံရင်မခံဘူးအဲ့လိုမျိုးဟာတွေပဲပြောတာဖြစ်တဲ့အတွက်အရင် detail တော့ပါမှာမဟုတ်ဘူး camera comparison တွေရောကျွန်တော်ဒီ battery comparison တွေရောအဲ့ဒီသူတို့ကကောင်ရှင်းဖိုက်တဲ့ပဲလေညသိသိကြပါမယ်ဆိုတော့ဒီဖုန်းမှာကျွန်တော်ဒါကြိုက်ခဲ့တဲ့အားတွေကျွန်တော်ပြောပြပါမျိုးနော်မကြိုက်တဲ့အားတွေပြောရမယ်ဆိုရင်တော့ဒါ design တော့ပြောပြပါ ဒီဇိုင်းပိုင်းတော့ကျွန်တော်မကြိုက်ဘူးအရင်ကြီးချစ်ကတဲ့ဆန်ဆန်လုံးနဲ့လို့ထင်တယ်ပေါ့နော်ဒါထားပါဒါသူတို့အင်ဂျင်နီယာအုံတော့ဘယ်လောက်ထုတ်ပြီးတော့သုံးခဲ့လဲကျွန်တော်မသိဘူးထားပါဒီနောက်တစ်ခါကျတော့ဘာမကြိုက်လဲဆိုတော့အခုထိ Apple AI Apple AI မှာကျွန်တော်တို့ဘာပါလဲလို့လာမေးလို့ Siri ကပါပဲ Siri ကဘာထက်လို့ Siri ကကျွန်တော် Google ပါလဲရှိတယ်ကျွန်တော် Biz Bixby ဆိုရယ်လည်းရှိတယ်ဒါမျိုးတွေကအရင်ကြီးတော့မဟုတ်ဘူးအဓိကအရကျတော့ကျွန်တော် gallery အခုလူအများစုသုံးတဲ့ AI gallery AI gallery editor တွေမှာ သူ့မှာဘာပါလဲဆိုရင် change up ဆိုတဲ့အားတစ်ခုပဲပါတယ်အဲ့တော့ကတုံးလို့ရလားဆိုတော့လည်းမရဘူးအဲ့ဒီတုံးလိုက်ပြန်ရင်လည်းသူ့ရဲ့ result တွေကဘယ်တော့မှအရှုံးမပြေကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဟိုမှာပုံတရားပြင်ရဆိုရင်အဲ့ပုံတရားလုံးကိုမကောင်းတာတကယ်ပြောတာမယုံရှိရင်ပုံတရားလုံးဖြတ်ကြိုက်တဲ့ပုံပြအဲ့ကြိုက်တဲ့ပုံဖြတ်တဲ့နေရာတိုင်းဟိုမှာအဲ့ပုံတိုင်းဟိုမှာတို့ပါကတော့တော့လည်းဟာတွေပါလာတယ်ဗျာပြီးရင်နောက်က area အကြီးဆိုရင်ပြန်ရင်လည်းဟာ area ကြီးကိုဖြတ်လို့မရဘူးပြန်ပြီးတော့ ဟို area အသေးလေးပဲ white သေးဘူးပါအဲ့လိုမျိုးအချိန်ပဲမရှိရဲဟိုဟာကြီးပေါ့နော်ဆိုတော့ Apple ကအခုထိသူတို့ AI ဘိုင်းကိုဘာဆက်လုပ်မလဲဆိုတာကျွန်တော်တို့လည်းမပြောတော့ဘူးပေါ့နော်သူတို့ရဲ့ဒီ AI ကြော်ညာရင်းနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကဒီ Facebook တွေပါပြန်ဖြုတ်ချတာဆိုတော့တော်တော်ဘယ်လိုရမလဲအချက်တော့ပွဲသွားတဲ့ပုံစံဖြစ်သွားမှာဒါ AI ကိုမကြိုက်တဲ့အပိုင်းပြီးနောက်ထပ်ကကျတော့ဒါ writing တော့ဟိုဟာ user friendly user friendly မဖြစ်ဘူးဆိုတာကြာဒီကျွန်တော်မြန်မာနိုင်ငံအတွက်ကကြာတော့တချို့ဟိုလိုရမလဲ ပေါ်ချောင်းကောင်းဂုံးစင်းညင်တဲ့လူတွေအတွက်အဲဈေးကြီးရုံပဲပေါ့နော် application တွေကိုအလကားသုံးလို့မရတာပြီးမှ300 application မစုံတာပြီးမှ mod application တွေမရတာ game beta version အဓိကတော့ china game တွေပေါ့နော် china game တွေဒီပေါ်မှာတမ်းမရတာမျိုးတွေကခြားတော့ဩဒါလည်း user အချို့အတွက်ပါဒါကျွန်တော်ကတော့ဒီဒီ game beta တွေ beta game တွေဆိုတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ user အတွက်နည်းနည်းလေး impact ရှိလို့ပြောတာပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ emulator တွေပေါ့နော် emulator တွေက app ပုံမှာဘယ်တော့မှမရဘူးဒါလည်း ကျွန်တော်ကဂိမ်းရန်ဆော့ရတယ်ဖြစ်တဲ့အတွက်ပြောရမယ့်အချက်လေးပေါ့နော်ပြီးရင်နောက်ခါကျတော့ဟိုဂိမ်းဆော့ရဆိုတဲ့အပိုင်းပါပါဒါဖုန်းကတော့မပူဘူးအရင်ကလည်းရမ်းမပူဆိုပေမဲ့ battery drainer ကတော်တော်တိတာနေတော့မယ်အဓိကကျတော့4800ပဲပါလာရဲ graphic intensive ဖြစ်တဲ့ဂိမ်းကြီးဖြစ်တာပေါ့နော်သူရဲ့ energy ဘယ်လိုကောင်းပါလဲဒီကောင်ကကျွန်တော်တို့ performance လည်းကောင်းလို့ power efficiency လည်းတော်တော်ကောင်းတယ်သူတို့အရင်ကြီးဘာမှတော့ပြောပြရမရှိဘူးဟုတ်လားပြောတော့ပေါ့နော်မကြိုက်တာ design ရဲ့ UI ရင် အဲတချို့တော့ယူသားရဲ့အတွက်ကအရင်ယူသား friendly မဖြစ်တာရယ်နောက်တစ်ခုကကြတော့ကျွန်တော် AI ဘိုင်းမှာအခုထိဘာဆိုဘာမှဟိုကာကြီးကာကြီးကတော့မဆသေးရယ် state ဖြစ်နေတာရယ်ပေါ့နော်ပြီးရင်နောက်တစ်ခုတောင်းဆုံးတစ်ခုကကျွန်တော်ဈေးပေါ့နော်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဈေးနေတယ်ဆိုရင်ဒါညောင်းနေသေးရယ်ဆိုလည်းပြောလို့ရတယ်ပြီးရင်ဘယ်အချိန်မှဖြစ်ဖြစ်ပါဒီထက်ပိုပြီးတော့ဟိုလောလောဆယ်တော့65သိန်းဝင်ချိန်မှာရှိရယ်ပေါ့နော် လောလောဆယ်ကတော့ဒီသေးဆိုပေမဲ့အထက်ပို့ပြီးတော့လည်းကြားပြီးရရှိတယ်။ကြားမယ်ဆိုရင်တော့ကျွန်တော်တို့60အောက်ကိုတော့မကြားပါဘူးလို့တော့ဒါယူဆရပါတော့။ပြီးတော့ဒီ iPhone 7 Pro Max ရဲ့အဲဒါ first impression ပဲပြောရအောင်လား။ကျွန်တော်ရဲ့ user experience review လေးပဲပြောရအောင်လားပေါ့နော်။ဒါလေးကတော့ဟိုဒီလောက်ပဲပေါ့နော်။ဒါကျွန်တော်သုံးတဲ့မြအစမ်းသုံးတဲ့မြကာလမှာခံစားခဲ့ရတဲ့ user experience လေးကင်မရာဒီတိလေးတွေကိုအခုလောလောဆယ်ကကျွန်တော်ဒီ review ကိုကြည့်ပြီးတော့ဒါဝယ်တင်လားမဝယ်တင်လားအော်ဘယ်လိုပြောရမလဲ။ ဆုံးဖြတ်ခြင်းနဲ့သူတွေအတွက်တင်ပြလိုက်ရတာအကယ်၍ဒီဖုန်းရဲ့တကယ်ဒီလေးအစ်စ်တွေပြီးွားရင်နောက်ထပ်သူတို့ရဲ့သူ့ရဲ့အဓိကပြိုင်ဘက်ပေါ့နော်အဓိကတော့သူ့ရဲ့ဘောချောင်ကောင်ပြိုင်ဘက်သူ့တက်ဈေးပုံသေးတော့ဗျာဟို Xiaomi Sandy Pro ဆိုတဲ့လူကချက်စင်းလာရင်ဆိုတော့အဲ့ပြိုင်ဘက်နဲ့ရှင်တဲ့အချိန်ကျရင်ဒီဖုန်းကတကယ်ပဲဈေးကြီးပေးရတာတန်လေလားဆိုတာကိုထပ်ပြီးတော့ပြောပြမှာဖြစ်တဲ့အတွက်အဲ့ဒီဗီဒီယိုလေးကိုဒီကြောင်အောင်ဆောင်ကြည့်ပြီးဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်โอเคကျွန်တော်အောင်သားပါဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့လဲကျေးဇူးတင်ပါတယ်ဗျာ